ိတ်ဆွေများသတိထားကြပါနော်စီးပွားရေးသမားတွေအကြောင်းသမားတွေဒီလိုဟိုတယ်မျိုးမှာလုံးဝမတည်သင့်ပါဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီဟိုတယ်ကနေပြီးတော့အပြင်ကိုသွားတဲ့အချိန်မှာဆိုကျွန်တော်ဒီလော့အနေနဲ့ရှာမိမှာမဟုတ်တော့ဘူးမရှာမိတော့သေးကြတဲ့အတွင်းထဲမှာကျွန်တော်ပစ္စည်းထားခဲ့တာတွေဆိုရင်နောက်သုံးနေငွေချင်းထားခဲ့တာတွေဆိုရင်တို့နေ့လည်နေကင်းမှာလူမရှိတဲ့အချိန်မှာတေချာပေါ့နောက်ထပ်ကတ်တစ်ခုနဲ့တို့ဝင်ခိုးမှာ အားလုံးပဲမင်္ဂလာပါမင်းထင် channel မှာကြိုဆိုလိုက်ပါတယ်မန္တလေးမြို့ကဟိုတယ်တစ်ခုမှာညအချိန်မတော်ဧည့်သည်ရဲ့အခန်းကိုဖောက်ထွင်းတဲ့ဖြစ်ရပ်ဖြစ်ပွားခဲ့ပါတယ်ဒီကိစ္စကအင်မတန်မှလည်းစိတ်ဝင်စားဖို့ကောင်းတယ်တတိထားဖို့လည်းကောင်းတယ်မိတ်ဆွေတို့အနေနဲ့လည်းခီးသွားလာတဲ့အခါမှာအခုလိုဟိုတယ်တွေမှာတဲခိုတဲ့အခါမှာကိုယ့်ရဲ့တံပိုးရှိတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးတတိထားဖို့ခူးဆိုင်ဖို့ဒီလိုကိစ္စလေးကိုတင်ကြစားယူနိုင်ဖို့တင်ပေးလိုက်ပါတယ် ကဲဗီဒီယိုလေးကြည့်လိုက်ရအောင်ဟိုလဲရှာဤတယ်เนาะဒီလော့ရေလဲကျွန်တော်အခုရှာဤတယ်အဲ့ဒါကိုညာကကျွန်တော်စနစ်ခွဲမှာဤတာပါစနစ်ခွဲမှာဤတာတော့မှချက်ရှိအိတ်မပြောဘူးအဲကုန်းကမိပြက်လို့ရှင်အဲကုန်းကပူလာလို့ဆိုပြီးတော့ကျွန်တော်ဒီမှာအိတ်မပြောရနဲ့အိတ်ပြောလိုက်ခဏလေးအိတ်ပြောလိုက်အိတ်မပြောလိုက်နဲ့အဲ့ဒါကိုသူနှစ်နာရီခွဲကြော်မှခေါင်းဆိုတဲ့အတန်းကျွန်တော်ကြားလိုက်တယ်ကျားရှင်မှာကိုကိုကန်းဖြစ်တယ်လို့မထင်ဘူးကျွန်တော်မိရည်လန်ကုန်းပိတ်အိတ်တာဆိုတော့ဒါပေမဲ့ ဘေးအတန်မှမတည်ဘူးဆိုပြီးစိတ်ထဲမှာထားလိုက်တာအခုမနဲ့အခု9နာရီဆိုလို့တော့မှကြည့်လိုက်တော့ဘလူးမို့ဖြစ်မှဒါကျွန်တော်စောစောလေးကဗီဒီယိုလေးရိုက်ထားသေးတယ်အခုဒါတခါလေးလိုက်ပါလို့ရတယ်ဒါဘာကြောင့်နေထားစင်းလဲကျွန်တော်ဒါလေးကိုမှတ်တမ်းယူတဲ့သဘောမျိုးဒီမှာတကူရှိတဲ့ဟိုတယ်နော်အပြင်ကနေပြီးတော့သူဒါကတ်အတူနဲ့ဖွင့်တာကတ်နဲ့တို့ချက်ဆိုနောက်ထပ်ကတ်တကတ်နဲ့ပေါ့နော်ကတ်အပူနဲ့ဖွင့်ပြီးတော့သူရမလားဆိုပြီးဝင်တာဘာကြောင့်ဒီတကူလို့ကျွန်တော်ပြောတာလဲဆိုရင်ကျွန်တော်မနေ့က နေကင်းပိုင်းမှာလည်းနေ့လေ3နာရီလောက်မှာလည်းအဲကွန်မအေးလို့ဆိုပြီးတော့သူတို့ခေါ်ပြီးတော့ပြင်ခိုင်းတာအဲကွန်ကဒီမှာဒီမှာလာပြင်တာအဲကွန်မရှိအဲကွန်မအေးလို့ဆိုပြီးပြင်ခိုင်းပြီးတော့အဲအဲကွန်လာပြင်တဲ့ကောင်ကမျက်လုံးတားကစားအခန်းထဲမှာတောင်ကြီးမြောက်ကြီးနဲ့ကျွန်တော်ရဲ့ luggage တွေကိုလည်းကြည့်ဟိုကျွန်တော်ရဲ့ luggage တွေကိုဒီဘောတင်ထားတာဒီ luggage တွေကိုလည်းကြည့်ကြအဲ luggage ကလက်ထားပါဘယ်နော်အဲတုန်းကတော့ပြီးတော့ဒီမှာကျွန်တော်ဒီသားမစင်လာဒီ answer ကပတ်သက်ရေးထည့်ထားတာအဲပတ်သက်ရေးတွေကိုလည်းကောင်လန့်ကြည့် လမ်းကြည့်ပြီးတော့မှဒီပေါ့ပြီးရပြီးတော့ဉာဏ်လုံးကစားပြီးတော့ကျွန်တော်လည်းဒီနားမှာထိုင်နေတဲ့အချိန်မှာအကိုတယောက်ထဲလာတယ်ဘာလုံးလောက်တာလဲအဲ့လိုပါလာမေးတာမေးရကျွန်တော်လည်းမဘာလုံးမို့လဲလို့ကျွန်တော်မေးလိုက်တော့မျက်နှာပြတ်သွားတယ်မျက်နှာပြတ်သွားပြီးတော့ဒါပြီးတော့သူထွက်သွားရောထွက်သွားပြီးတော့ကျွန်တော်စိတ်ထဲမှာထင်နေသေးတယ်ဒီကောင်မယူသားဘူးဘာကြောင့်လဲဆိုကျွန်တော်တိုက်ခဲ့ဖို့ရဟိုတယ်ကြီးအများကြီးရှိတယ်ဒါဒီကောင်ဟုတ်တယ်မဟုတ်ဘူးဆိုတာတော့အတိအကျပြောလို့မရဘူးဒါပေမဲ့ ဘာလို့ तू อ่ะဒီလိုအပြုတ်မှုတွေလောက်တာလဲဘာလို့မေးတာလဲဒါ तू อ่ะတန်တရားတရားခံနေနေတော့တတ်မှတ်ရမှာပဲเนาะဘာကြောင့် तू ဒီလိုတွေမေးတယ် तू မှာမေးပိုင်권မရှိဘူးနောက်တစ်ခုကဝန်ထမ်းက customer နဲ့ပတ်သက်ပြီးတော့ဒါမျိုးတွေမေးတယ်ဒီလိုတွေအပြုတ်မှုတွေဆိုတာကဒါဟိုတယ်ရဲ့ညံ့ဖျင်းမှုဟိုတယ်ကို management လုပ်နေတဲ့ပိုင်ရှင်တွေ manager တွေဒါသူတို့အနေနဲ့ဒီလိုဝန်ထမ်းတွေကိုထားထားလာလားဟုတ်တယ်เนาะဒါ တာဝန်ရှိတာပေါ့နော်အဲ့လိုမျိုးကတော့မဖြစ်သင့်ပါဘူးအကုန်မန္တလေးနေပြည်တော်တောင်ကြီးအစုံပြားပတ်သွားဘူးလေအဲ့ဒီတည်းမှာမှဒီမန္တလေးဒီဟိုတယ်လမ်း80 28လမ်း28လမ်းမှာရှိတဲ့ဒီဟိုတယ်ဒီလိုဝန်ထမ်းကဒီလိုမျိုးပြန်မေးတာတွေပါလေတခါမှမကြဘူးနော်ဒါရွေချက်ရှိရှိတဲ့ဒီမှာတခိုးကဒီမှာရှိတာဒီအခန်းကိုလည်းကျွန်တော်မနေ့ကနေကင်းပိုင်းမှာမေးအဲကောင်လည်းမအေးလို့ ညီလေးရေးကြရရမကောင်းလို့ဆိုပြီးအခန်းရှင်းခိုင်းတာအဲ့ဒါကိုအခန်းမရှင်းဘူးတော့ဟိုနောက်ရမှာအခန်းကြီးကပြည်နေလို့ပါဘာညာဆိုပြီးကျွန်တော်ဇွတ်ပြောတာဒါသူတို့ပေါင်းလောက်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အဲ့တခိုးကတယောက်တည်းကခိုးတာလည်းဖြစ်နိုင်တယ်မိစေများတည်ထားကြပါတော့စီးပွားရေးသမားတွေကျောင်းသမားတွေဒီလိုဟိုတယ်မျိုးမှာလုံးဝမတည်သင့်ပါဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီဟိုတယ်ကနေပြီးတော့အပြင်သွားတဲ့အချိန်မှာဆိုကျွန်တော်ဒီလောက်နေလည်းရှာမိမှာမဟုတ်တော့ဘူးမရှာမိတော့သေးကြတဲ့အတွင်းထဲမှာကျွန်တော်ပစ္စည်းထားခဲ့တာတွေဆိုရင် နောက်သုံးနေ့ငွေချေးထားခဲ့တာတွေဆိုရင်တို့နေ့နဲ့နေ့ကင်းမှာလူမရှိတဲ့ချိန်မှာတေချာပေါက်နောက်တဲ့ကတ်တစ်ခုနဲ့တို့ဝင်ခိုးမှာနော်ဒါပခိုးရှိတဲ့ဟိုတယ်ပါနော်ကျွန်တော်လောလောဆယ်နာမည်မတင်သေးဘူးအောက်မှာတော့ပြောဦးမှာရီဇက်ရှင်မှာတော့ပြောမှာမန်နေဂျာကိုလည်းတော့ပြောမှာဒါဒီပုံစံမျိုးလုပ်လို့မရဘူးလို့ဒါဒီခိကလာမကောင်းပါဘူးဆိုမှနေဒါကိုဗမာလူမျိုးရှင်းချင်းနေတကူတကူပြားကြောက်ရအောင်လေဒါညာကတော်သေးတယ်ကျွန်တော်ကဒီ lot တွေချအိတ်လိုက်လို့ ဒီလော့နေရှာရေးထားတာညညဒီလိုမျိုးရှာရေးတာလော့ဒီလိုမျိုးတင်းတင်းရှာရှာလော့ရေးတာအဲ့တော့အခုမိုးလင်းတော့အစောနာကျွန်ပြသလိုမျိုးဒီလိုမျိုးဖြစ်ဒီလိုမျိုးဒီနေရာဖြစ်နေဒီနေရာဘလူးမူးဖြစ်နေတကူတကူရှိတဲ့ဟိုတယ်ကျွန်တော်နာမည်တော့ဘာလဲမတင်သေးဘူးကျွန်တော်ပြီးရင်တင်ပါမယ် မတင်တော့မတင်ချင်ဘူးပြတော့ဘာကြောင့်လဲဆိုရင်ဟိုကျွန်တော်ဒီမှာ view လေးလဲရတယ်ဆိုပြီးတော့ကျွန်တော်ကဘယ်လိုမှ view လေးလဲရတယ်ဆိုပြီးတော့ဒီမှာတဲလိုက်တာတော့ဆယ်လွာမှာတဲတာအဲ့တော့တစ်ခါမှမကြုံဘူးဒီလိုမျိုးတစ်ခါတစ်ခါမှမကြုံဘူးလားပါကျွန်တော်ဟိုတယ်တွေကပတ်တဲနေတယ်လို့နော်ဒါဒီဟိုတယ်ကလည်းဥဒါငလင်ကြောင်းမလို့ငလင်နေလက်ဖြစ်လို့ကိုကဒီဟိုတယ်ကြီးကနည်းနည်းခိုင်ခတ်မယ်ထင်သေးလားတဲတာအခုဒီပုံစံဖြစ်တာပါနော်မန္တလေးမန္တလေး လမ်း80 29 28လမ်းပေါ့ဟိုတယ်နံပါတ်တော့ကျွန်တော်မထည့်သေးဘူးကျွန်တော်အောက်မှာတော့ပြောပြီးကျွန်တော်ထည့်မှာအဲကျွန်တော်ဘာမှမဟုတ်ပါဘူးဒီတိုင်းပဲကျွန်တော်အမှန်ပြောရင်တော့ဟိုစိတ်လဲတူတယ်စိတ်လဲလှုပ်ရှားတယ်ဗျာဒါကျွန်တော်တို့ကကြောက်စင်းလုပ်ငန်းလုပ်တာဆိုတော့ပူဆူးတယ်ကျွန်တော်ကျွန်တော်တခြားဟိုတယ်တွေမှာဆိုရင်လည်းကျွန်တော်ကဒီကြောက်နေထားခဲ့ပြီအပြင်လုံလုံချုံချုံနဲ့သွားနေကြဒီဟိုတယ်မျိုးဆိုရင်ကျွန်တော်ဘလူနီနဲ့မှကျွန်တော်ဒီလိုဟိုတယ်မျိုးဘလူနီနဲ့မှကျွန်တော်တို့ဒါထားခဲ့လို့မရဘူး စ္စည်းတွေအကြောင်းတွေနောက်ဆုံးလေးစီးပွားရေးသမားရေးဆိုရင်သူတို့ရဲ့တာငွေကြေးတွေလုပ်ငန်းသုံးပစ္စည်းတွေဘာမှထားခဲ့လို့မရဘူးကြောက်စရာကောင်းတယ်မိစေတို့ဒါဟိုဘာမှတော့မဟုတ်ဘူးကျွန်တော်အတန်းရှင်းယူတာလည်းမဟုတ်ဘူးเนาะကျွန်တော်ဒီတိုင်းကြောက်စရာကောင်းတယ်ဗျာเนาะတိအောင်လို့တချို့လူတွေဒါတော့တင်းဒုက္ခရောက်မှာဆိုလို့ဒီလိုဟိုတယ်မျိုးကိုနာမည်တော့တော့မတင်သေးဘူးဆိုတာကြောင့်เนาะသူတို့တော့ပြောဦးမှာအကြောင်းလဲကွန်လိန်တက်ကြိုးမှာဒါ ပြောလို့မှအဆင်မပြေဘူးသူတို့ကဘူးပိတ်ပြီးတော့ညင်းနေပါ냐ဆိုရင်တော့ကျွန်တော်တင်ပါတင်ပါကျွန်တော်လည်းကျွန်တော်အပတ်သက်ရှိတယ်ကျွန်တော်ပြောပြီးတော့ဒါကျွန်တော်ရှင်းအောင်ပါအာကြောက်ရွံ့ကောင်းနေပြမန္တလေးမန္တလေးတစ်ခါမှမကြုံဘူးကျွန်တော်တော့ကျွန်တော် luggage ကိုလည်းသူကြည့်တာကျွန်တော် luggage ကိုလည်းအဲဒီ luggage ကလတ်ထားဘူးလတ်ထားကြမှာကျွန်တော်ဒီမှာကြောက်လေးနည်းနည်းပါလဲကျွန်တော်ပါတယ်အဲ့ဒါကိုတော့တေချာကြည့်နေတယ်မျက်လုံးအရင်ကစားတာအဲကောအဲကောလာပြင်းနေကောအဲကောလာပြင်းနေကော ဘာခိုးလဲကောင်အဲအဲမလာပြင်းတဲ့ကောင်နဲ့ပတ်သက်တဲ့သူပဲမန္တလေးလမ်း80 29 28မ်းပေါ်မှာနော်ညနှစ်နာရီခွဲလောက်မှာအပေါက်ကိုလာလက်တာခလောက်ဆိုရင်အတန်တော့ကျွန်တော်ကကြားလိုက်တယ်ဒါပေမဲ့ကျွန်တော်တို့တခြားအခက်အပြည့်ဖြစ်မှာပါဆိုပြီးလူလဲအရင်အိတ်ရှင်တာနဲ့သူတို့အဲကောင်ကလည်းမကောင်းဘူးအဲကောင်ကလည်းအပေါ်မှာမကောင်းဘူးအဲအဲကောင်ကလည်းမိပြတ်သွားတယ်အဲကောင်ကပြန်ပြန်ကြာသွားတယ်ကြည့်ကျွန်တော် ဒါလေးကတော့ဒီတိုင်းပဲမိတ်ဆွေများเนาะဒါတွေ့ပြီဆိုရင်တော့ဒီ hotel ကိုတည်ထားလို့ရအောင်ကျွန်တော်ဒီတိုင်းတင်ပေးလိုက်တာပါစိတ်ကလည်းအရန်တူတာအမှန်နဲ့ပြောရရင်တော့ဒါအခုအောက်ကိုတောင်းတယ်မှာပြည့်အခုလည်းကျွန်တော်တခြား hotel ကိုအခုဖုန်းဆက်နေတာဖုန်းဆက်ပြီးလို့ရပြီဆိုရင်အခန်းရှိမှုတော်တယ်အခုပြင်ထားတယ်เนาะကျွန်တော်ဟိုပြောလို့အဆင်ပြေလားမပြေလားတော့မသိကျွန်တော်ပြောကြည့်အောင်မယ်เนาะကျွန်တော်နာမည်ပါတင်ပေးမယ်เนาะဒါကျွန်တော်ရဲ့ဟိုတခြားသော line မှာတက်ရှင်းယူတာမဟုတ်ဘူးဒါကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်အတွင်းထဲမှာပဲကျွန်တော်ဒီ phone page ထဲမှာ ရှိတဲ့မိတ်ဆွေတွေမှားပြီးတော့မန္တလေးရောက်ရင်ဒီနေရာမှာလာတဲပြီးမှာဆိုနော်နေရသူတွေရောဒါဒီစားဖို့အတွက်ကျွန်တော်ဒါနော်တော့ပဲဒီဇိုင်းလေးပဲလိုက်လွှင့်လိုက်တာကျွန်တော်ပြီးရင်ဒီနာမည်ပါတင်ပါဒီဟိုတယ်ရဲ့နာမည်ပါတင်ပါတစ်ခါမှမကြုံဘူးကျွန်တော်တက်တန်းလျှောက်ကျွန်တော်9နှစ်ကျော်10နှစ်ဟိုတယ်ကပတ်တယ်နော်ဒီကြောက်စင်းလုပ်ငန်းတွေပဲပတ်သွားတာရောတခြားလုပ်ငန်းတွေလည်းပတ်သွားတာလေကျွန်တော်ပတ်သွားနေတာအကုန်ထားခဲ့တာငွေတချို့စီတခါရောက်ငွေရရစားထားခဲ့တာကြောက်တွေလည်းထားခဲ့တာ ဒါပေမဲ့ဘာမှမဖြစ်ဘူးဒီဟိုတယ်ကျမှဒီမှာညတခိုးဝင်တာရအားလုံးမကျေးဇူးပါနော်ဒီဒီ live ကိုတွေ့ရဆိုရင်ကျွန်တော်ပြီးရင်ကျွန်တော်နာမည်ပါတင်ပေးမှာပါနော်နာမည်ပါတင်ပေးမှာပါနော်ဘလို့ဆိုတော့နာမည်မတင်ဘူးဆိုတော့သွားပြီးစကားပြောဦးမှာမလို့ပါစိတ်ကလည်းအယမ်းတို့ပဲဗျာကျေးကျေးဇူးများတင်ပါနော်အားလုံးပဲအခုမြင်နေတဲ့သူတွေဒီလိုမျိုး hotel ကိုတွေ့ပြီးဆိုရင်ဒီသားကြပါကျွန်တော်ပြီးရင်နာမည်ပါတင်မှာဖြစ်တဲ့အတွက်အဲ့နာမည်ကိုပြီးမှလာကြည့်ကြပါနော် ဟိုအရင်သူတို့လည်းဟိုလိုမျိုးမထိခိုက်သေးခြင်းဟိုတယ်ကိုမထိခိုက်သေးခြင်းအဓိကတော့ဖြစ်တာဟိုတယ်ရဲ့ဝန်ထမ်းတွေရဖြစ်တာဟိုတယ်အလုပ်တာမဟုတ်ဘူးငါအဲ့ဒါမျိုးကျွန်တော်ဟိုတယ်နာမည်ကိုတော့မတင်သေးဘူးဆိုတာဟိုတယ်ဝန်ထမ်းတွေအောက်ကမန်နေဂျာကိုအရှာကိုကျွန်တော်တွေ့ပြောမှာမပြောလို့အဆင်မပြေဘူးဆိုရင်တော့သူတို့ကပါဟိုပူပေါင်းပြီးကြံစည်တယ်ဆိုရင်တော့ဒီဟိုတယ်ပိုင်ရှင်ကိုလည်းလိုင်းပေါ်မှာတော့ဟိုကြားဘူးတယ်ဒါကုမ္ပဏီသွားတက်ရမှာပေါ့နော်။ဘာကြောင့်လဲဆိုရင်ကျမလုံးလို့မရဘူးမလုံးလို့မရဘူးဆိုတော့ဒီခက်ကာလာမကောင်းပါဘူးဒီမှာ ਨੇ ။ဟို ခုဗမာလူမျိုးချင်းချင်းတွေဗျာဒီမျိုးတွေလောက်ကြတာမလို့တော်တော်စိတ်ပြတ်ဖို့ကောင်းတယ်တော်တော်တော်စိတ်ပြတ်ဖို့ကောင်းတယ်ဒီမှာဟိုတယ်နေထောင်မှာအာမနာဘူးကောင်းလို့ဆိုပြီးလာတဲတာကစဉ်းစားကြည့်ဦးဟုတ်ကဲ့ဒီကိုကတော့ तू ကကြောက်စိမ်းလုပ်ငန်းလုပ်တဲ့လူတစ်ယောက်ပါဟုတ်တယ်နာမည်တော့သူကမပြောပြသွားတဲ့အတွက်ကျွန်တော်လည်းမဖော်ပြလိုက်တော့ဘူး။ဒါပေမဲ့မိစေတို့အနေနဲ့တတိထားရမယ့်အကြောင်းအရာတစ်ခုတော့ဖြစ်တယ်။ကျွန်တော်တို့ဆိုလည်းဒီလိုခီးတွေပါသွားလာလာတဲ့အခါမှာဟိုအပြင်ထွက်တဲ့ခါကျရင် ရေးကြီးတဲ့ပစ္စည်းလောက်ပဲယူသွားတာပေါ့နော်ရေးကြီးတဲ့ပစ္စည်းလောက်ပဲယူသွားတယ်တချို့ဟာတွေဆိုရင်တော့ဟိုခန်းထဲမှာပဲထားခဲ့ကြတာပေါ့ဘာလို့လဲဆိုဒီခေတ်ကာလကဟိုအပြင်မှာလည်းလမ်းပေါ်မှာလည်းအရင်ကြီးလုံခြုံတာမဟုတ်ဘူးဆိုတော့ပစ္စည်းတွေအကုန်လုံးတည်သွားဖို့ယူသွားဖို့ဆိုတာကလည်းတိတ်တော့အဆင်မပြေဘူးကိုနဲ့သွားလာတာလည်းအဆင်မပြေဘူးတည်ရမလားဟိုပေါ့ပေါ့ပါပါလွတ်လွတ်လပ်လပ်နဲ့သွားကျင်တာလေအဲ့လိုပစ္စည်းတွေအကုန်တည်ပြီး ရေးကြီးမဲ့ဆိုတဲ့ပစ္စည်းတွေကုန်တည်ပြီးတန်ဖိုးရှိမဲ့ပစ္စည်းတွေကုန်တည်ပြီးတော့လိုက်သွားနေရတာလည်းအဆင်မပြေဘူးဘယ်သူပဲဖြစ်ပေါ့အဲ့တော့များသောအားဖြင့်တော့ဒီဟိုတယ်ဒီမှာတဲပြီဆိုလို့ရှိရင်တော့ကိုထားခဲ့ရတဲ့ပစ္စည်းတွေထဲမှာတန်ဖိုးရှိတဲ့ဟာတွေပါမယ်သူတို့ဆိုလို့ရှိရင်ဒါကြောက်လုပ်ငန်းလုပ်တဲ့လူဆိုတော့ဒီကြောက်ဆိုင်လုပ်ငန်းလုပ်တဲ့လူဆိုတော့အောက်ဒီပါတွေဆင်းနေသွားတယ်လာတယ်ဆိုတဲ့ဒီလိုကိစ္စတွေမှာလည်းဒီကြောက်ဆိုင်တုပ်ကိုတပိုက်ပိုက်နဲ့သူလိုက်သွားနေမှာမဟုတ်ဘူးလေနော် နောက်ကိုတဲကိုယ့်ရဲ့ပစ္စည်းရဲ့ဒုတိယပုံမူတည်ပြီးတော့ပေါ့နေရာတကာယူသွားလို့ရတာရှိမယ်ယူသွားလို့မရတာရှိမယ်အဲ့လိုဆိုတော့ဒီဟိုတယ်အခန်းတွေကလုံခြုံမှုတော့လိုတယ်နော်လုံခြုံမှုရှိဖို့လိုတယ်ဒါဟိုတယ်ဘက်မှာလည်းတာဝန်ရှိတယ်ဒီလိုကိစ္စမျိုးတွေဖြစ်သွားတာ ਨੇ ပတ်သက်ပြီးတော့သူတို့ CCTV ကြည့်ပေးပြီးတော့ဒီဝင်တော့တတိယအရေးယူတာမျိုးလုပ်ပေးဖို့လိုအပ်တာပေါ့နော်အဲ့တော့ အဲအဓိကတော့ပြောချင်တာတော့မိတ်ဆွေတို့အနေနဲ့လည်းခီးသွားလာတဲ့အခါဒီမှာတတိထားကြပါနော်ဟိုတယ်အခန်းတွေမှာလည်းဒီလိုတံပိုးရှိတဲ့ပစ္စည်းတွေပါတွေကိုဖြစ်နိုင်တော့မထားခင်းနဲ့ပေါ့တချို့ဟိုတယ်တွေမှာဆိုလည်းသူတို့ပြောထားတာရှိတယ်ပေါ့နော်တံပိုးရှိတဲ့ပစ္စည်းတွေဆိုရင်အခန်းထဲမှာမထားခဲ့ဖို့အပြင်သွားတဲ့အခါမှာ possession ကိုအပ်သွားလို့ရတယ်ပေါ့နော်ဒါမျိုးတွေတော့ရှိတယ်တချို့ဟိုတယ်တွေမှာဆိုရင်လည်း locker တွေရှိတယ်ပေါ့အဲ့လိုဆိုရင်တော့အဆင်ပြေတာပေါ့ ဘယ်လိုပဲဖြစ်ပေါ့နော်လူမရှိတဲ့အချိန်မှာပျောက်တာပြတ်တာနဲ့ပတ်သက်ပြီးတော့လည်းသူတို့ဟိုတယ်မှာ CCTV ရှိမယ်။အဲကနေပြီးတော့ပြန်ပြီးတော့စစ်ဆေးရမယ်ပေါ့ဒါကတပိုင်းပေါ့။အခုခါကတော့တော်တော်ဆိုးပါလေဒါကမဖြစ်တဲ့အချိန်တွေပဲညနှစ်နာရီလောက်ဆိုတော့နော်ဒါညာရီမိုးချုပ်ကိုလူလဲရှိတယ်အိတ်နေတဲ့အချိန်မှာဒါဝင်ခိုးတာပေါ့။ဒါအဲ့ဒါဟိုတယ်တွေကိုပတ်စံပေးပြီးတော့တဲခိုးတဲ့အချိန်တွေမှာဒီလိုမျိုးဖြစ်တယ်ဆိုတာကတော့လောကမဖြစ်တဲ့ဘူးပေါ့နော်အခုဆိုလို့ရှိရင်လေဟိုတယ်တွေကလည်းသူတို့ရဲ့ ီ expand နေများတဲ့အတွက် hotel ကနှုံးထားတွေကလည်းမြင့်တက်လာတာလေเนาะဆိုတော့ပတ်စံတွေအများကြီးပေးရပြီးတော့စိတ်ချရမှုမရှိဘူးဆိုတဲ့အခြေအနေမျိုးကတော့တော်တော်ဆိုးပါတယ်ဒါမဖြစ်တဲ့ကိစ္စပါပဲအဲ့တော့ဒီကိစ္စလေးနဲ့ပတ်သက်ပြီးမိတ်ဆွေတို့အနေနဲ့လည်းတိထားနိုင်အောင်လို့တက်ဆက်ပြလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာအခုလိုမျိုးတည်င်းနေစိတ်ဝင်စားစရာအကြောင်းအရာတွေ မြတ်တင်ပြီးတော့မို့ channel လေးကို subscribe နှိပ်ခဲ့ဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးပေးသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်